ယူဝါဒကွဲပြားမှုတွေတန်တရားတွေကြောင့်လွတ်လပ်ရရပြီးတာနဲ့တိုင်းသားအချင်းချင်းစစ်ခင်းရနေစစ်ခင်းနေကြတာဟာလည်းအနည်း90ကျော်သွားပြီးတော့အခုချိန်ထိသနတ်တန်တွေဟာမတိတ်ဆိတ်သေးပါဘူး။သမိုင်းကိုပြန်ကြည့်တဲ့အခါတူဦးတို့အပြစ်ကျင်အပြစ်ပြင်တဲ့အပြစ်ရှာတဲ့အမြင်နဲ့မကြည့်စေချင်ပါဘူး။တယောက်ကိုတယောက်အပြစ်တင်နေလို့အပြေမှမရနိုင်ပါဘူး။ကျမတို့ဘိုးဘွားတွေထူထောင်ခဲ့တဲ့နိုင်ငံ ကျမတို့ဘိုးဘွားတွေရဲ့စူးလိတ်စီးလုံးညင်ညွတ်မှုအားနဲ့ပူမကွဲတိုက်မပြတ်လွတ်လပ်ရေးအရာယူနိုင်ခဲ့တဲ့ဤတော်စုကြီးအရှိသဖြင့်တည်နှံ့ခိုင်မြဲစေဖို့ရန်အားလုံးသဘောတူလက်ခံနိုင်တဲ့27ရာစုဆက်ဆက်အခြေအနေတွေနဲ့ကိုက်ညီတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးကြီးလာပါတယ်။ကျမတို့တွေအားလုံးမှာမတူညီတဲ့အမြင်တွေယုံကြည်ချက်တွေရှိနေကြပေမဲ့လည်းအားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ အမျိုးသားတန်းတူရေးနဲ့အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးပဲဆိုတာတန်တဆရှိစရာမလိုဘူးလို့တော့ကျွန်မထင်ပါတယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုပုံဖော်ကြမယ်ဆိုတဲ့ဤနာပိုင်းဆိုင်ရာမှာ အမြင်မတူညီတာတွေရှိနေစေဖြစ်ပေမဲ့လည်းတူညီတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက်ဘာလို့တွေအမျောမြင်ကြီးကြီးညီညီညွတ်ညွတ်စူးစမ်းသွားကြမယ်ဆိုရင်မအောင်မြင်နိုင်စရာအကြောင်း မရှိပါဘူးလို့လည်းယူကြည်ပါတယ်20ရာစုပင်လုံးအစည်းအဝေးမှာတိုင်းရင်းသားကောင်းဆောင်ကြီးတွေအမျိုးမြင့်ကြီးမားစွာနဲ့ဆွေးနွေးညီနိုင်ခဲ့ကြသလို21ရာစုပင်လုံးမှာလည်းကျမတို့တိုင်းရင်းသားညီကိုမောင်နှမတွေဟာအမျိုးမြင့်ရှိရှိစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဆွေးနွေးညီနိုင်တိုင်းမင်းရမယ်ဆိုရင် ကျမတို့အားလုံးလိုလားတောင်းတနေတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အောင်မြင်စွာတည်ဆောက်နိုင်မှာမလွဲဧကန်ဖြစ်ပါတယ်လို့ကျမပြောချင်ပါတယ် ဒီနေ့ကျမတို့ရဲ့83နှစ်ကျင်မြောက်ကျောင်းသား3ကျင်မြောက်ပြောင်စုဆိုးရခန္ဓာကိုတက်ရောက်လာကြတဲ့တိုင်းသားညီကောင်မမြန်အားလုံးကိုကျေးဇူးနှုတ်ခွန်းဆက်ပါတယ်အခုပွဲမှာဆွတွေ့ရှိလို့ရှိရင်တနင်္ဂနွေလုံးရဲ့အတွက်ပြည်ခရဆေးရေးကိုဥတီတဲ့ NCA စာချုပ်ကိုထိုးခဲ့တဲ့ကိုယ်စားလှယ်ချိုးလည်းပါတယ်အဲ့ဒီမထိုးခဲ့တော့လေကျမတို့ရဲ့ညီညာရေးဖြစ်စင်မှာပါဝင်မှုစိတ်ပါဝင်စားတဲ့အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေလည်းပါတယ်ဆိုတော့ ပြီးရလို့အထူးသဖြင့်အထူးပဲကျွန်မတို့ကနေပြီးတော့ဝမ်းမြောက်ဝမ်းသာနေတယ်လို့ဆိုချက်ပြောတယ်ပြည်အောင်စုနေဟာပြည်အောင်စုသားတိုင်းသားညီကိုမောင်မများအားလုံးရဲ့စီရုံးညီညွတ်မှုနဲ့ပြည်အောင်စုစိတ်ဓာတ်ကိုထုတ်ဖော်ပြသခဲ့တဲ့နေ့အဖြစ်ကျွန်မတို့ကနေပြီးတော့တံပို့ထားရတာဖြစ်ပါတယ်ပြည်လုံးညီလာခံဘယ်လိုဖြစ်ပေါ်လာလဲခဲခဲတားဆီးတွေဘယ်လိုကြုံခဲ့ရလဲဆိုတာကိုလည်းအချင်းချင်းအဖြစ်ကျွန်မနေနဲ့ပြောပြခြင်းပါတယ် မ္မနိုင်ငံနေချက်လက်အောက်ကိုကြားရောက်ခဲ့ချိန်မှာ တောင်တန်းဒေသတွေကိုပြည်မြေပြန့်ဒေသတွေနဲ့ခွဲခြားပြီးအုပ်ချုပ်ခဲ့သလိုမြန်မာနိုင်ငံကိုမဖြစ်မနေလွတ်လပ်ရေးပြရတော့မယ်ဆိုတဲ့အချိန်ရောက်တဲ့အခါမှာလည်းတောင်တန်းဒေသတွေကိုခြံလှပ်ထားဖို့ကြိုးစားမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီအချိန်ခါကယာယီအစိုးရကိုဦးဆောင်တဲ့ဖဆပလအဖွဲ့ဟာတောင်တန်းပြည်မအတူတကွလွတ်လပ်ရေးရယူနိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။ 1959ခုနှစ်ဇန်နဝါရီလမှာဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာအင်္ဂလန်ကိုသွားရောက်ပြီးတော့တောင်တန်းဒေသများအပါအဝင်မြန်မာနိုင်ငံတနိုင်ငံလုံးလွတ်လပ်ရေးအတွက်ဗြိတိရှ်အစိုးရကိုယ်စားလှယ်တို့နဲ့ဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီလိုလွတ်လပ်ရေးအတွက်ဆွေးနွေးနေခြင်းအတွင်းမှာရှမ်းပြည်နယ်စော်ဘွားကောင်စီအဖွဲ့ဝင်တချို့ကတို့ဗိုလ်ချုပ်အောင်ဆန်းဟာရှမ်းပြည်နယ်ရဲ့ကိုယ်စားလှယ်မဟုတ်ကြောင်းကျင်းနာစာတစ်စာကိုဗြိတိရှ်အစိုးရထံကိုပေးပို့ခဲ့ပါတယ်။ ဒီကျင်းသားစာကြောင့်ဆွေးနွေးပွဲကိုခਿੱတရဆိုင်းလိုက်ရတဲ့အချိန်မှာရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ကလူငယ်တွေကတောင်ကြီးမြို့မှာရှမ်းပြည်နယ်လူလူအစည်းအဝေးကြီးခေါ်ယူကျင်းပပြီးတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ကိုယ်စားလှယ်အဖွဲ့ဟာရှမ်းပြည်နယ်လူလူရဲ့ကိုယ်စားလှယ်အစ်စ်မှဖြစ်ကြောင်းဆုံးဖြတ်ချက်ချပြီးတော့လန်ဒန်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဝင်းချယ်ဝင်းကြီးရုပ်ထံကိုကျင်းနိုင်ရပြီးတော့အကြောင်းကြားခဲ့ပါ ောက်ဆွေးနွေးပွဲတွေပြန်လာပြန်လည်စတင်နိုင်ခဲ့ပြီးတော့မြန်မာလွတ်လပ်ရေးအတွက်ရေးပါလာတဲ့အောင်ဆန်းအက်ဒီစာချုပ်ကို1948ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာလက်မှတ်ရိုးရေးထိုးနိုင်ခဲ့ကြပါတယ်။အောင်ဆန်းအက်ဒီစာချုပ်မှာတောင်တန်းဒေသများကမြန်မာပြည်နဲ့ပူးပေါင်းလိုခြင်းရှိမရှိ တောင်တန်းဒေသများရဲ့သဘောထားရယူရမယ်လို့ဖော်ပြထားတဲ့အရာ conference တွေကျင်းပဖို့လိုအပ်လာပါတယ်။ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းနဲ့ရှမ်း ကချင်းချင်းတိုင်းသားကောင်းဆောင်တွေဟာရှမ်းပြည်နယ်ပင်လုံမြို့လေးမှာတိုင်းပင်ဆွေးနွေးပြီးတော့ဗမာပြည်မှအဲ့ဒီချိန်တုန်းက Burma proper လို့ခေါ်တာပေါ့နော်။နောက်ပြီး Federal ရှမ်းပြည်နယ် The Federated Shan States ကချင်းတောင်တန်းဒေသ The Kachin Hill Tracts နဲ့ချင်းတောင်တန်းဒေသ The Chin Hill Tract District တို့အပါအဝင်မြန်မာတိုင်းနိုင်ငံလုံးပြည်နယ်လွတ်လပ်ရေး ရယူဖို့အတွက်ကို1948ခုနှစ်ခုနှစ် February လ12ရက်နေ့မှာပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ဒါဒီနေ့ပြည်တော်စုနေ့ပေါ်လေပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာဟာအခုဆိုလို့ရှိရင်83နှစ်ပြည့်သွားပါပြီ။ပင်လုံဆိုတာပြည်တော်စုကိုကိုစားပြုတဲ့အဓိကဝေါ်ဟာရဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ပင်လုံစာချုပ်ဖြစ်ပေါ်နိုင်ခြင်းနဲ့ပတ်သက်တဲ့အရေးကြီးဆုံးအချက်ကတော့ပြည်သူလူထုပါဝင်ခဲ့ခြင်းဖြစ်တယ်လို့ဒီမှာယူဆပါတယ် ဒါဟာနိုင်ငံအတွက်ရေးပါတဲ့ကိစ္စရပ်တွေအောင်မြင်စွာပြင်းထန်ဖို့အတွက်ပြည်သူလူထုမပါမဖြစ်ဆိုတဲ့ဒီမိုကရေစီတံပိုးကိုအတိမပြလိုက်တာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ပြောရမယ်ဆိုရင်စာချုပ်ထဲမှာပါတဲ့ဝက်ချလေးတူပဲဖြစ်ပါတယ်ဒီဝက်ချလေးကရှင်းရှင်းလင်းလင်းလေးပါပဲကြားတယ်မှာအစိုးရနဲ့ချက်ချင်းပူးပေါင်းခြင်းအဖြစ်ရှမ်းကချင်နဲ့ချင်းတို့ဒီလွတ်လပ်ရေးကိုပုံမော်ရဲ့လှည့်မြန်စွာရလိမ့်မည်ဆိုတဲ့အချက်ပါပဲ။ တိုင်းရင်းသားတွေပူပေါင်းဆောင်ရွက်မှတကယ်အရေးပါတဲ့နိုင်ငံကိစ္စတွေကိုညံဆန်းကောင်းမွန်စွာအကောင့်ထဲပေါ်နိုင်မယ်ဆိုတာကိုညွှန်နေတာပါ အထက်ဖော်ပြပါအချက်တစ်ချက်ပေါင်းပြီးတော့ကြီးလိုက်မယ်ဆိုရင်ဒီမိုကရေစီပြည်ထောင်စုရေးအောင်မြင်မှာတောင်းထူပါလာဖို့ပြည်သူလူထုပါဝင်မှုနဲ့တိုင်းရင်းသားများရဲ့ပူပေါင်းဆောင်ရွက်မှု လိုအပ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေပါတယ်ဒါကပင်လုံစိတ်တတ်ပါပဲ မဟောင်းသွားနိုင်တဲ့အစင်မြဲထိရောက်တံပိုးနေတံပိုးထားရမယ်စိတ်ဓာတ်ဖြစ်ပါတယ်ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ February လ12ရက်နေ့ဟိုပြည်တော်စုနေ့အဖြစ်ဂုံပြုသတ်မှတ်ခဲ့တာဟာအကျဉ်80ကြာသွားပါပြီကျော်သွားပါပြီဒါပေမဲ့အယူဝါဒကွဲပြားမှုတွေတန်တရားတွေကြောင့်လွတ်လပ်ရပြီတာနဲ့တိုင်းသားအချင်းချင်းစစ်ခင်းရနေစစ်ခင်းနေကြတာဟာလည်းအနှစ်80ကျော်သွားပြီးတော့အခုချိန်ထိ ະນະຕັນດີຫາမတိတ်စိတ်ໄປပါဘူးຕະໝိုင်းကိုပြန်ကြည့်တဲ့အခါတူဦးတူဦးအပြစ်ကျင်အပြစ်ပြင်တဲ့အပြစ်ရှာတဲ့အမြင်နဲ့မကြည့်စေချင်ပါဘူးတယောက်ကိုတယောက်အပြစ်တင်နေလို့အပြေမှမရနိုင်ပါဘူးသူတို့ဘက်ကဘာမှားလဲဆိုတာနဲ့ကိုယ့်ဘက်ကရောဘာမှားလဲဆိုတာငါတို့အားလုံးဘာတွေမှားခဲ့ကြလဲဘာတွေပြင်ဆင်လို့လဲလိုအပ်လဲဆိုတာတွေကိုဝေဖန်ဆန်းစစ်တဲ့အမြင်နဲ့ကြည့်ဖို့လိုပါတယ်ကဘာလုံးဆိုင်ရာအမြင်သစ်တွေနဲ့အတူမဟောင်းနှွမ်းနိုင်တဲ့ ပင်လုံးစိတ်ဓာတ်နဲ့လည်းကြည့်စေချင်ပါတယ်။ကျမတို့အနေနဲ့နှစ်ပေါင်း80ကျော်လက်ထက်ကပြိပက္ခကိုအဆုံးသတ်နိုင်ဖို့အတိတ်သမိုင်းကဘာတွေသင်ခန်းစာရနိုင်မလဲဆိုတာကိုပဲကြည့်စေချင်ပါတယ်။ကိုယ်နိုင်ငံသမိုင်းနဲ့ဆက်ဆံနေတဲ့ကဘာကြီးရဲ့အခြေအနေတွေကလည်းအရေးကြီးတဲ့အတွက်အတိတ်သမိုင်းကို လေ့လာသုံးသပ်တဲ့အခါမှာအဲ့ဒီတုန်းကဆက်ဆက်အခြေအနေနဲ့အခုဆက်ဆက်အခြေအနေတွေမတူညီတာကိုလည်းထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။ အနာဂတ်မှာကျမတို့နိုင်ငံကိုဘယ်လိုပုံစံမျိုးနဲ့လက်ဆင့်ကအမွေပေးခဲ့မယ်ဆိုတာဟာအင်မတန်မှအရေးကြီးပါတယ်။နှစ်90ကျော်လက်နက်ကင်ပြည်ပကကြောင့်ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေအနေဘယ်လိုဖြစ်နေလဲဆိုတာအားလုံးသိကြတဲ့အတိုင်းပါပဲ။မြန်မာနိုင်ငံကိုကဘာနဲ့ချီပြီးနိုင်ငံတကာနဲ့အတူတကွရင်ပေါင်တန်းလျှောက်လှမ်းနိုင်ဖို့တိဆောက်ကြရမှာဖြစ်ပါတယ်။အဲ့ဒီလိုလျှောက်လှမ်းနိုင်တဲ့အချုပ်အခြာအာဏာပိုင်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတရား ဖြစ်လာအောင်ကြိုးစားကြရမှာဖြစ်ပါတယ်။ကိစ္စဆက်အစိုးရတွေဟာလက်နက်ကင်ပြည်ပကခြုံငင်းဖို့နဲ့ငင်းချရင်ရဖို့အတွက်ကြိုးစားကြခဲ့ပေမဲ့ငင်းချရင်ရင်မှန်းချက်တွေပြည့်ပြည့်စုံအောင်မဆောင်ရနိုင်ခဲ့ကြပါဘူး။အပြစ်ခတ်ရဆဲရဲလောက်ပဲအမြင့်ဆုံးရရှိခဲ့ကြတာဖြစ်ပြီးတော့ရေရေရှည်တည်တန်းခိုင်မြဲတဲ့ငင်းချရင်ကိုမတိဆောက်နိုင်ခဲ့ကြပါဘူး။ဒီလိုမတိဆောက်နိုင်တာဟာလက်နက်ကင်ပြည်ပကရဲ့အကြောင်းရင်းကံဖြစ်တဲ့ နိုင်ငံရေးပြဿနာကိုမဖြေရှင်းနိုင်ခဲ့လို့ဖြစ်တယ်လို့ကျမတို့အစိုးရကယုံကြည်ပါတယ်ဒီကိစ္စကိုလည်းစောစောတုန်းကသမရာကြီးရဲ့အဲတဝင်းလာထဲမှာအကျယ်တွင်းပြောသွားပါတယ်ဒါကြောင့်ယခုအချိန်မှာနိုင်ငံတော်အစိုးရကရင်းချမ်းရေးနဲ့မျိုးသားပြန်လည်သင်းမြတ်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ရမှာတိုင်းရင်းသားအပေါင်းကျေနပ်လက်ခံနိုင်မဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးအတွက်နိုင်ငံရေးဆွေးနွေးမှုဖြစ်တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ 21ပင်လုံးစီဝေးတွေကျင်းပပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ပြည်တော်စုငင်းညာရေးညီလာခံ21ပင်လုံးရာစုပင်လုံးလို့နာမည်ပေးထားခြင်းဟာ20ရာစုပင်လုံးရဲ့စီးဆုံးစီးလုံးညီညွတ်တဲ့စိတ်ဓာတ်တဲ့စိတ်ဓာတ်နဲ့အဲ့ဒီအချိန်ကတကယ်လိုအပ်နေတဲ့လွတ်လပ်ရေးကိုရအောင်ယူနိုင်ခဲ့ပါတယ်။ဒါကိုကျမတို့တွေပြန်ပြောင်းအမှတ်ရပြီးစီးလုံးညီညွတ်ကြဖို့ပဲဖြစ်ပါတယ်။20ရာစုနှစ်ပင်လုံးရဲ့စီးလုံးညီညွတ်မှုစိတ်ဓာတ်ကိုယူဆောင်ပြီးတော့ 21ရာစုပင်လုံကိုလက်ရှိကာလရဲ့ဆက်ဆက်အခြေအနေနဲ့ကိုက်ညီအောင်ဆွေးနွေးညှိနှိုင်းကြပြီးကျမတို့နိုင်ငံအတွက်အသက်အမြအရေးကြီးလိုအပ်နေတဲ့ရေရှည်တည်တံ့ခိုင်မြဲမဲ့ငင်းချမ်းရေးကိုစုပေါင်းအားနဲ့ရယူကြဖို့ပဲဖြစ်ပါတယ်။ကျမတို့ဘိုးဘွားတွေထူထောင်ခဲ့တဲ့နိုင်ငံကျမတို့ဘိုးဘွားတွေရဲ့စုလိတ်စည်းလုံးညီညွတ်မှုအားနဲ့ဥမကွဲတိုက်မပြတ်လွတ်လပ်ရေးအရယူနိုင်ခဲ့တဲ့ပြည်ထောင်စုကြီး အရှိသဖြင့်တည်နှံ့ခိုင်မြဲစေဖို့ရန်အားလုံးသဘောတူလက်ခံနိုင်တဲ့27ရာစုဆက်ဆက်အခြေအနေတွေနဲ့ကိုက်ညီတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးကြီးလာပါတယ်။ကျမတို့တွေအားလုံးမှာမတူညီတဲ့အမြင်တွေယုံကြည်ချက်တွေရှိနေကြပေမဲ့လည်းအားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ဟာအမျိုးသားတန်းတူရေးနဲ့အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တိဆောက်ရေးပဲဆိုတာတန်တဆရှိစရာမလိုဘူးလို့တော့ကျွန်မထင်ပါတယ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုပုံဖော်ကြမယ်ဆိုတဲ့ဤနာပိုင်းဆိုင်ရာမှာအမြင်မတူညီတာတွေရှိနေစေဖြစ်ပေမဲ့လည်းတူညီတဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက်ဘာလို့တွေအမျောမြင်ကြီးကြီးညီညီညွတ်ညွတ်စူးစမ်းသွားကြမယ်ဆိုရင် မအောင်မြင်နိုင်စရာအကြောင်းမရှိပါဘူးလို့လည်းယူကြည့်ပါတယ်၂၀ရာစုပင်လုံးအစည်းအဝေးမှာ ိုင်းသားကောင်းဆောင်ကြီးတွေအမျိုးမြင့်ကြီးမားစွာနဲ့ဆွေးနွေးတည်နိုင်ခဲ့ကြသလို27ရာစုပြည်လုံးမှာလည်းကျမတို့တိုင်းသားညီကိုမောင်နှမတွေဟာအမျိုးမြင့်ရှိရှိစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဆွေးနွေးညီနိုင်တိုင်းမင်းရမယ်ဆိုရင်ကျမတို့အားလုံးလူသားတောင်းတနေတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အောင်မြင်စွာတည်ဆောက်နိုင်မှာမလွဲဧကန်ဖြစ်ပါတယ်လို့ကျမပြောချင်ပါတယ်ညီကုန်းချုပ်ခင်မှာအခုကျမတို့ရောက်နေတဲ့ပြည်သားခါရှေ့မှာ ျမတို့ပင်လုံအခင်ကြီးများခေါင်းဆောင်ကြီးများရဲ့ပုံတွေကိုတွေ့ကြပါလိမ့်မယ်ဒီခေါင်းဆောင်ကြီးတွေဟာဥပပေါင်းပြီးတော့ပြည်တော်စုထူထောင်ဖို့သဘောတူလိုက်တဲ့အခါမှာအမျှော်မြင်စရာပါတယ်ပညာပါတယ်သဘောထားကြည့်မှုပါပါတယ်နောက်ပြီးတော့လည်းစွစားရဲတဲ့စိတ်ဓာတ်ပါပါတယ်ဒါရီကျမတို့အားလုံးလိုအပ်ပါတယ်စွစားရဲတဲ့ကိစ္စစိတ်ဓာတ်နဲ့သဘောထားကြည့်မှုဆိုရယ်ဆက်ဆက်တွေ့ပါတယ်ကိုဟာသဘောထားကြည့်လို့ရှိရင်အမြင်ကျဲလို့ရှိလို့ရှိရင် မလုတ်ဖူးတဲ့ကိစ္စတွေကိုလုတ်ရဲတဲ့တတိရှိပါတယ်။အမြင်ချင်းတဲ့လူတွေကသမိုင်းရဲ့နဲ့အတိတ်ရဲ့အကျဉ်းသားတွေဖြစ်နေပဲဆက်ပြီးတော့နေသွားကြပါတယ်။အရင်တုန်းကအတိုင်းပဲအမြင်နေအရင်တုန်းကအတိုင်းပဲလိုအပ်ချက်တွေအရင်တုန်းကအတိုင်းပဲတောင်းဆိုချက်တွေဒီလိုပုံစံနေနဲ့ကျမတို့သွားလို့မရပါဘူး။ကျမတို့ရဲ့ဒီတောင်စုဖခင်ကြီးများဟာသစ္စာနဲ့အမြင်နေနဲ့တတ္တိရှိရှိနဲ့ငါတို့ ငါတို့ခင်မှာငါတို့လူကျင်တဲ့နိုင်ငံမျိုးငါတို့ထူထောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့အောင်မြင်မှုကိုရအောင်လုပ်ထားပါကျမတို့လည်းဒီတိုင်းပဲလုပ်လို့လိုပါတယ်ကျမတို့ခင်မှာကျမတို့ရဲ့အမြင်နေနဲ့ကျမတို့ရဲ့ဒီကဘာကြီးနဲ့ဒီနိုင်ငံရဲ့လိုအပ်ချက်တွေအရလုတ်တင်လုတ်ထိုက်တဲ့ဟာတွေကိုဘယ်သူမှမလုတ်ဖူးတော့လဲအခုကျမတို့လုတ်မယ်ဆိုတဲ့တတ်တည်နဲ့ပညာမျှော်မြင်နဲ့အလုံးဝိုင်းပြီးတော့ကူညီကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်